မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တဖန်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူကခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့မစိုးရင်ပါနဲ့လူဆိုးတွေကိုဖရာသခင်မုချစီရင်ပါလိမ့်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့ခွန်အားပေးချင်တာဖြစ်ပါတယ်အခုတလောမှာ ကျွန်တော်တို့နိုင်ငံရေးเนาะလူမှုရေးစီးပွားရေ အာကျွန်တော်တို့ရဲ့ယောဂဗယအရေးစသဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ထဲမှာလူဆိုးတွေကိုဘုရားသခင်ကဘာလို့မစီရင်တေးတာလဲဆိုပြီးတော့မှစိတ်ထဲမှာနေမကောင်းပဲဖြစ်ကြတယ်နော်တချို့ယုံကြည်သူခရိယန်တွေဘုရားသခင်ဘာလို့ဒီလူဆိုးတွေကိုမဆုံးမတေးတာလဲဒီမှာလူတက်ကောင်တွေကိုဘာလို့ဘုရားသခင်ကသူတို့မချိန်မုံတေးတာလဲဟိုမှာခိုးစားတဲ့သူကိုဘာလို့ဘုရားသခင်မချိန်မုံတေးတာလဲဟိုမှာလူဆိုးတွေကောင်းစားနေတာဘုရားသခင်သူ့ကိုတွေ့သေးရဲ့လားအဲအဲ့လိုမျိုးစိတ်ထဲမှာအာ ိတ်မကြည်နဲ့တာတွေကျွန်တော်တို့ရှိလာတတ်တဲ့ယုံကြည်သူတွေဒီခေရင်ဆိုးရိုးလာတဲ့ကာလမှာပေါ့လေဆိုတော့အဲ့လိုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကနေ့မနေ့ဖတ်မဲ့ကျမ်းစာကိုတေချာဖတ်ပါစိတ်ထဲမှာအဲ့ဒီအတိုင်းအမြဲတမ်းထွက်လာလေလေအဲ့ဒီအခုကျွန်တော်ဖတ်မဲ့ကျမ်းချက်ကိုအမြဲတမ်းဖတ်ရလေလေပါပဲအဲ့ဒီကျမ်းချက်ကဘယ်မှာလဲဆိုတော့64ခုမြောက်တော့ဆာလံအပိုင်ငယ်တက်ကနေ30အထိဖြစ်ပါတယ်။တေချာနားထောင်တော့ကျွန်တော်ဖတ်ပြမယ်။64ခုမြောက်တော့ဆာလံအပိုင်ငယ်တက်ကနေ အပြစ်ကိုပေးပိုင်တော်မူသောဖရာသခင်ထာဝရဖရာအပြစ်ကိုပေးပိုင်တော်မူသောဖရာသခင်ရောင်ကြီးတော်ကိုလွတ်တော်မူပါ မြေကြီးသားတို့ကိုတရားဆုံးဖြတ်တော်မူသောအရှင်ထတော်မူပါမာနကြီးတော်သူတို့အားအကျိုးအပြစ်ကိုဆက်ပေးတော်မူပါအိုးထာဝရဖရာမတရားတော်သူတို့ဒီအဘယ်မြကာလပတ်လုံးဝမ်းမြောက်ကြပါလိမ့်မည်နီး အာတမအမှုကိုပြုတမျှတော့သူတို့ဒီစော်ကား၍ကြမ်းတမ်းသောစကားကိုပြောလျက်အပေမြတ်ကာလပတ်လုံးဝါကြွားကြပါလိမ့်မည်နိ။အိုးထာဝရဖျားသူတို့ဒီကိုတော်ဤလူတို့ကိုနှိပ်စက်၍အမွေတော်ကိုညှင်းဆဲကြပါ၏။မုတ်ဆိုးမနှင့်ဧည့်သည်ကို၎င်းမိဘမရှိသောသူငယ်ကို၎င်းတတ်ကြပါ၏။တို့ရတွင်ထာဝရဖျားဒီမမြင် ယာကုပ်အမျိုး၏ဖျားသခင်သည်မမတ်တတ်ဟုဆိုကြပါ၏တရိษံသဘောရှိတော်သူတို့နားလည်ကြလောလူမိုက်တို့အဘယ်ကာလမှပညာတတိကိုရကြလိမ့်မည်နီနားကိုစိုက်ထားတော်မူတော်သူသည်မချားမချားရသလောမျက်စိကိုဖန်ဆင်းတော်မူတော်သူသည်မမြင်ရသလောလူအမျိုးမျိုးတို့ကိုဆုံးမတော်မူတော်သူသည်အပြစ်မပေးရသလော လူတို့အားပညာအသက်ကိုတွင်တင်တော်မူသောသူသည်ကိုယ်တိုင်ပညာအသက်မရှိသလောလူတို့၏အကြံအစီသည်အချီးနှီးဖြစ်ကြောင်းကိုသာရဖျားသိတော်မူ၏ချက်တော်ညီကိုမောင်တော်မတို့ဒီထဲမှာ ပြောထားတာ ရှင်းရှင်းလေးပဲနော်အခုခင်မမဟုတ်ဘူးတမချင်းစာခက်ကာလစာလံစရာဒီစာလံကိုရေးတဲ့စာလံစရာသူတို့ရဲ့ခက်ကာလမှာလည်းဒီလိုမျိုးအဖြစ်ပြက်တွေရှိတယ် ဘယ်လိုမျိုးအဖြစ်ပြက်တွေလဲဆိုတော့လူဆိုးတွေကကြီးပွားချမ်းသာနေတာလူကောင်းတွေကဒုက္ခရောက်နေတာဟိုမှာလူတက်ကောင်တွေကကောင်းစားနေတယ်ဒီမှာဖျားစကားကိုနားထောင်တဲ့သူတွေကဟိုဒုက္ခရောက်နေတယ်ဒါကြောင့်ဆာလန်ဆရာဒီထဲမှာ ကျွန်တော်တို့အားလုံးရဲ့နှလုံးသားထဲကစုတောင်းတန်ကိုဆာလန်ဆရာ ရေးထွက်လာတာနော်ဆာလန်ဆရာတော့ဖျားသခင်ကိုနှလုံးသားဖွင့်ပြီးတော့မောက်တဲ့တော့မေးတာဖျားသခင်မတွေ့ဘူးလားတဲ့နော်အမြန်ထပါတော့နားထောင်ပါတော့ ျွန်တော်တို့စုတန်းတန်းကိုနားထောင်ပါတော့ဒီလူစိုးတွေကိုအခုထိမတုတ်တင်တိဘူးလားဘုရားသခင်တဲ့တုတ်တင်တော်မူပါတုတ်တင်တော်မူပါဒါပေမဲ့ဒီကျန်းစာကိုရေးတဲ့ဆာလန်ဆရာကမယုံတင်ကဖြစ်မှမင်းနေတာမဟုတ်နော်သူမေးပြီးမှသူဖြေနေတာသူဘလို့ဖြေလဲအောက်မှာသူရေးထားတယ်လေနားကိုဖန်ဆင်းတဲ့သူနော်မျက်စိကိုဖန်ဆင်းတဲ့ဘုရားသခင်ကသူမမြင်ဆရာလားမကြားဆရာလားတဲ့ပညာကိုဖန်ဆင်းတဲ့သူကမသိဆရာလားတဲ့ ခရီးသခင်ကဒီအရာတွေကိုမသိတော့မဟုတ်ဘူးတဲ့သူအချိန်မရောက်သေးတာတဲ့အချိန်ရောက်လာလို့ရှိရင် မြက်ပင်ကဲတို့ညိုးနွမ်းလိမ့်မယ်တဲ့အဲ့ဒီကျမ်းပေါ်မှာပေါ်ပြလဲဆိုတော့စာလံကျမ်းထဲမှာပဲနော်ကျွန်တော်ဖတ်ပြမယ်38ခုမြောက်တော့စာလံအပိုက်ငယ်တစ်ကနေနစ်မှာလူဆိုးတို့အကြောင်းကြောင့်စိတ်မပူနဲ့မတရားတစ်ဖြစ်ပြုတော့သူတို့ကိုမညူဆူနဲ့အကြောင်းကိုကသူတို့ဒီမကြမမြင့်မီမြက်ပင်ကဲတို့ရိတ်ချင်းကိုခံရ၍ စိန်တော်ပြိုးပင်ညိုးနွမ်းတကယ်တော့ဖြစ်ရလိမ့်မည်။ထာဝရဖျားကိုတော့ခိုလုံရကောင်းတဲ့အကျင့်ကိုကျင့်ပါတဲ့ပြီတော်မှာနေ၍တစ္ဆာတရားကိုကျက်စားပါတဲ့။ထာဝရဖျားဤတရား၌မွေ့လော်ခြင်းရှိပါတဲ့။ကျွန်တော်ရဲ့စိတ်နှလုံးအလိုပြည့်စုံရတဲ့အခွင့်ကိုဘုရားခင်ပေးမယ်။ဒီနေရာမှာကျွန်တော်တို့စိတ်ထဲမှာမကြည်မနှက်ဖြစ်နေတဲ့သူကိုဘုရားခင်ကစာလန်စရာအားဖြင့်ကျွန်တော်တို့တိုက်ရိုက်စကားပြောနေတယ်နော်။ တင်ကိုတိုက်ရိုက်စကားပြောနေတယ်ကျွန်တော်တိုက်ရိုက်စကားပြောနေတယ်ဘုရားတခင်ကမကြားလို့လားတဲ့ကြားတယ်ဘုရားတခင်မမြင်လို့လားမြင်တယ်တဲ့ဘုရားတခင်ကဂတိပေးနေတယ်သူတို့ကိုဘုရားတခင်အမြင်စီရင်မယ်တဲ့သူတို့ကမြက်ပင်မနဲ့မှာစိမ့်နေတယ်ညကြိုင်၆တွေ့သွားတယ်လို့တခဏအသွင်းမှာပျက်စီးရလိမ့်မယ်တဲ့ဒါကြောင့်ချစ်တော်ညီကိုမောင်တို့လူဆိုးကြောင့်လူဆိုးတွေရဲ့လှုပ်ရဲ့ကြောင့်စိတ်ထဲမှာမကြည်မနဲ့ဖြစ်နေလားစိတ်ထဲမှာနေမကောင်းဖြစ်နေလားကျွန်တော်ပြောမယ် ကျွန်တော်တို့ကိုယ်တိုင်တာလူဆိုးရဲ့အလုတ်ထဲမှာမပါဝင်မိပါစေနဲ့ကိုယ်တိုင်ဖရာသခင်နှုတ်ကပတ်တော်မှာမွေလျော်ပါလူဆိုးတွေကိုဖရာသခင်တေချာပေါက်ခြေမုံတွားပါလိမ့်မယ်ဒီလူဆိုးတွေလူဆိုးတွေလို့ပြောလိုက်တဲ့အခါမှာတခုစဉ်းစားရမှာကကျွန်တော်တို့လည်းယေရှုခရစ်တော်ကိုမယုံကြည်ခဲ့ရင်ကျွန်တော်တို့လည်းလူဆိုးပဲဟုတ်တယ်နော်ဖရာသခင်ကလောကကြီးမှာရှိတဲ့လူဆိုးတွေကိုအားလုံးတုတ်တင်မယ်ဆိုရင်တင်တဲ့ကျွန်တော်ပါတေသွားမှာဘာလို့လဲကျွန်တော်တို့လည်းအဲ့ဒီအခုလူတက်နေတဲ့သူတွေနဲ့ ကျွန်တော်တို့လည်းမယုံကြည်ခင်ကလူလူပြောမယ်ဆိုရင်တိတ်မကွာလောက်ဖရားရဲ့အမြင်မှာကျွန်တော်တို့ဒီတေတင့်တေထိုက်တဲ့သူတွေပဲဒါကြောင့်ကျွန်တော်တို့လည်းလူဆိုးပဲကျွန်တော်တို့ကယေရှုခရစ်တော်ကိုယုံလို့ကယ်တင်ခြင်းရခဲ့တာဒါကြောင့်ဒီလူဆိုးတွေအတွက်ကျွန်တော်တို့လည်းဆုတောင်းပေးရမယ်ဖရားတကယ်အမြန်စီရင်ပေးပါတို့ကိုလည်းတကယ်ပဲကျွန်တော်တို့ကယ်တင်ခြင်းရတယ်လို့တို့လည်းနောင်တရနိုင်တဲ့အခွင့်ကိုပေးပါဖရားတကယ်တို့အမြန်စီရင်ပါစီရင်ပြီးမှတို့နောင်တရတဲ့အခွင့်ကိုပေးပါဆိုမှကျွန်တော်တို့ဆုတောင်းပေးရမယ် ကျွန်တော်တို့လည်းအေးဝင်ကလေးမှာပါဝင်ရမယ်ဒါကြောင့်လေအာအေးဝင်ကလေးအလုပ်ကိုရက်လို့မရအောင်တော့အခြေအနေဘလောက်ပဲဆိုးဆိုးအေးဝင်ကလေးအလုပ်ကိုရက်လို့မရအောင်လူတွေပိုတေချီနေကြလေလေအေးဝင်ကလေးပိုလောက်ရလေလေပဲဘာလို့လဲဆိုတော့အေးဝင်ကလေးတရားကအဲ့ဒီတေတေနေတဲ့သူတွေမတေခင်မှာသူတို့အတွက်အေးဝင်ကလေးကြားပြီးမှကဲတင်ချင်းရစေနိုင်လို့ဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့အနေနဲ့မကြေမနက်ပြီးတော့မှအဲ့မှာဟိုစိတ်တူနေမဲ့အစား အဲ့ဒီလူဆိုးတွေပါဆိုတဲ့သူတွေကိုဆူတောင်းပေးရမယ်နာမည်ခေါ်မှဆူတောင်းပေးရမယ်ဖခင်တခင်တို့စီရင်ဖို့ဖခင်တခင်တို့နောင်တရနိုင်တဲ့အခွင့်ပေးဖို့ကေတင်ချင်းရဖို့ကျွန်တော်ဆူတောင်းပေးရမယ်ဆုပဲတောင်းပြီးဘယ်လောက်မလဲကိုတိုင်လဲအေးဝင်ကလေးမှာပါဝင်ရမယ်ပေးလူပါအေးဝင်ကလေးမှာကိုတိုင်တတ်နိုင်ရင်ပါဝင်ပါကိုတိုင်ခွန်အားနဲ့ပါဝင်ပါ အချိန်နဲ့ပါဝင်ပါငွေရေးကြီးခွန်အားနဲ့ပါဝင်ပါဖခင်တခင်ကောင်းချီးပေးပါလိမ့်မယ်အာမင်ဆိုတော့ညကုန်ချုပ်ရအောင်ဒီကနေ့မနေ့ပြောသွားတဲ့ခေါင်းစဉ်ကတခုံးပဲ လူဆိုးတွေကိုဖျားရခင်တုတ်တင်မလားမတုတ်တင်ဘူးလားတုတ်တင်ပါမယ်လူဆိုးတွေကိုဘာလို့ဖျားရခင်ချစ်ချင်းမတုတ်တင်သေးတာလဲဖျားရခင်အချိန်မရောက်သေးလို့ဟာကြာလိုက်တာကွာလို့တခါတလေကျွန်တော်စဉ်းစားမိတယ်မကြောက်တော့ဖျားရခင်ရဲ့အမြင်မှာလူရဲ့ဘဝကခေတ္တခဏပဲဆိုတော့လူဆိုးတွေကဘာနဲ့တူလဲဆိုတော့တေတံပေးပြီးမှထောင်ထဲမှာခေတ္တအချိန်စောင့်ခိုင်းတဲ့ဒီဘာလဲတေတံခံရတဲ့တူနဲ့တူတယ်တရေကြရင်တို့ ငရဲကြမှာပဲဒါကြောင့်ဖျားရခင်ကသူတို့ကိုမှုချစီရင်လိုက်မယ်ဆိုတာယုံကြည်ပါကျွန်တော်တို့ယုံကြည်သူတွေကလည်းကိုနိုင်ကသူတို့အတွက်မချေမနဲ့သွားမှစိတ်တူနေဖို့စိတ်ဆိုးနေဖို့မဟုတ်ဘူးကျွန်တော်တို့ကိုတိုင်ကလည်းလူဆိုးကနေပြောင်းလဲလာတယ်ဆိုတာကျွန်တော်တို့နားလည်ရမယ်ကျွန်တော်တို့ကိုနိုင်ကလည်းသခင်ယေရှုခရစ်တော်ရဲ့ဂျေဇုတရားထဲမှာအကောင်းဆုံးအသက်ရှင်ပြီးတော့မှသူတို့အတွက်ဆုတောင်းပေးရမယ်ကျွန်တော်တို့လူမျိုးပြန်လဲနောင်တရရိုက်မှာကယ်တင်ခြင်းရအောင်ဆုတောင်းပေးရမယ်လူဆိုးတွေကိုဖျားရခင်မှုချစီရင်မယ် တို့ကိုမစီရင်ခင်မှာကျွန်တော်တို့ကလည်းတို့ကိုကယ်တင်ချင်ရအောင်လှုပ်ပေးရမယ်ကျွန်တော်တို့မှာအဲ့ဒီတာဝန်ရှိတယ်လို့ခွန်အားပေးနေကျွန်တော်ညှိကုံချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ဂျေဆုတော်ချီးမွမ်းနေကိုတော့ဒီကနေ့မနေ့မှာလည်းလူစုတွေအကြောင်းကြောင့်ကျွန်တော်တို့မစိုးရိမ်နဲ့မကြောက်နဲ့မကြေမနဲ့မဖြစ်နဲ့အာကျွန်တော်တို့ဖခင်သခင်ဘာဖြစ်လို့ဒီလိုဖြစ်တာလဲဆိုမှမယုံမကြည်မဖြစ်နဲ့ဆိုမှတမာကျဲစာအဖြစ်ကျွန်တော်တို့ခွန်အားပေးသွားတယ်ဖခင်သခင်စီရင်လိုက်မယ်ဖခင်သခင်ဒီတို့ကို တရက်သေးမှာပဲမြက်ပင်ညိုးနွမ်းတကယ်လို့ညိုးနွမ်းစေနိုင်တယ်စီရင်ပိုင်တာတဲ့ဖရာသခင်ဟာတို့စီရင်မယ်ဆိုတာကျွန်တော်နှုတ်ကပတ်တော်အားဖြင့်နားလဲခွင့်ပေးတဲ့အတွက်ကျေးဇူးတင်တယ်နားလဲခွင့်ပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တာ၍ဘုံကြီးပါစေကျွန်တော်တို့အသက်တာမှာဒါကျွန်တော်တို့အဲ့ဒီလူဆိုးလုတဲ့အလုပ်လိုက်မလုပ်ပဲနဲ့နှုတ်ကပတ်တော်အတိုင်းလိုက်လျှောက်အသက်ရှင်နိုင်ဖို့တန်ရှင်တော်ဝိညာဉ်တော်ဆက်လက်မဆာခွန်အားပေးပါမိကြောင်းကျေးဇူးတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖာဖေယာအာမင် တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းကြီးပေးပါစေတော့